ပနဒီမကန်ဂျင်လို့နောက်ကျချစ်ပါကူတွေအနိုင်ကိုတွေသွင်းပြီးတော့စီမီဖိုင်နဲ့တက်ရောက်သွားတဲ့ Manchester United မင်္ဂလာပါခင်ဗျာကိုခိုင်းစတာဖုတ်ဘောရှိုးအနေချိုးသွားပါတယ် Manchester United နဲ့ Lyon တို့ရဲ့ပွဲပြီးသုံးသပ်ချက် full time review လုပ်ပေးသွားကြပါတယ်ဒီပွဲစဉ်ကတော့ပရိသတ်ကိုရင်ခုန်စိတ်လို့ရှာမှု share ကြီးပေးဆွနိုင်ခဲ့တဲ့ပွဲစဉ်တစ်ပွဲလို့ပြောရမှာဖြစ်ပါတယ် United ကတော့နောက်တစ်ဆင့်ကိုတက်သွားပြီမြဲပရိသတ်ကသွေးတက်ပြီးတော့ နှလုံးယောဂါရတဲ့သူတွေကတော့ရတော့မယ်နော်ကျွန်တော်တို့လူဘေးပရိသတ်တော်မှချင်းချင်းနဲ့အာသွားပြီးပြုတ်ပြီးလို့တင်ခဲ့မိတာဒါပေမဲ့လည်းလုံးဝမယုံကြည်နိုင်စရာကောင်းလောက်တဲ့ comeback goal တွေနဲ့ပနတီတော့မကန်ခဲ့ရဘူးပနတီကဲ50 50ပဲဗျာဘာဖြစ်မှန်းမသိဘူးအဲ့တော့ပနတီမကန်ခဲ့ရတာကန်ကောင်းတယ်မိနစ်90မှာတည်ကြခဲ့ပြီမယ်အေစရာတိုင်းမှာအဓိကအနိုင်ရလက်ကိုပုံဖော်နိုင်ဖို့က second chance ဒီ second chance ကိုအကောင်းဆုံးအမော်ရင်နဲ့သူ့ရဲ့ တားတပေ့တွေအသက်သွင်းခဲ့တယ်လို့ပြောရမှာပါ။ဆိုတော့ယူရိုပါလိမှာ United တို့ဒီရှုံးမွေးလုံးဝမရှိသေးဘူး။ EPL မှာတော့သူတို့ကသူတို့တိုင်ပတ်နေမယ်။ပြောလို့မရဘူး။ယူရိုပါလိအခုစီမီရောက်သွားပြီ။နောက်ထပ်၃ပွဲပဲကြံရတော့မယ်။စီမီအင်ကွင်းအဝေးကွင်းတက်သွားပြီဆိုရင် final final နိုင်ပြီဆိုရနဲ့နောက်နေ့ Champion League လည်းဝင်ခွင့်ရမယ်။ဒီနေ့ကဒီ plot လုံးလည်းရမယ်။ United ဘက်မှာ Europa League နဲ့ပတ်သက် ကံပါအနေနဲ့ဗျအဲ့ဒါညင်းလို့မရအောင်တကယ်တော့ဒီနေ့ဖြစ်ပြတ်သွားတဲ့အခြေအနေတွေအားလုံးပါဗျာပွင့်လင်းပြမယ်သွားပြီထင်တာအိစရာတိုင်းမှာနှစ်ကိုအတာနဲ့လိုင်ဝဲဥဆောင်ခြင်းကိုခံနေရတာတယောက်ထုတ်ခံထားတာတပိုင်းတယောက်ထုတ်ခံရပေမဲ့တကယ်ကစားတဲ့အခါမှာအဲ့လောက်ထိဖိဖိစီးနဲ့ကစားနိုင်ခဲ့တာမဟုတ်ဘူးဆိုတော့ဘလို့ပဲဖြစ်ဖြစ်လေဘရေးစဉ်းစားကြည့် 4th 2ဆိုတော့ reset geo နောက်ထပ်တွင်ကို၃ကိုတွင်ပြီးအနိုင်ရဘူးဆိုတာဟာတော်တော်လေးဟိုမဖြစ်နိုင်တဲ့အခြေအနေကြီးပေါ့နော်ဒါမဲ့ရွှေနဲ့တို့ရောင်းလုတ်ခဲ့တယ်အဲ့နောက်ဆုံးတွင်သွားတဲ့တွင်ကို၅ကိုဆိုရင်ဘာမှမကြခဲ့ဘူးအဲ့အတွက်ကြောင့်ရွှေနဲ့တို့ဒီရူပါလီဖလာကိုရရှိဖို့အတွက်လက်တကန်းလိုရောက်ရှိခဲ့ပြီလို့ပြောရမှာဖြစ်ပါတယ်ဆိုတော့ ကျွန်တော်မဖြစ်မနေအတိအမှန်ပြောရမှာယူနိုက်တက်ကစားသမားတွေရဲ့စူးစမ်းအားထုတ်မှုဗျဒီစူးစမ်းအားထုတ်မှုလို့ဆိုတဲ့နေရာမှာနီးပြရူဘင်အမော်ရင်ရဲ့တွင်တင်ဆုံးမလမ်းပြမှုကလည်းအဓိကကြတယ်နီးပြကကြိုးကကြောင်နေရှောက်လို့နေလို့မရဘူးသဘာဟုကိုအားပေးတဲ့အတင်းကြောင်ပါလာလိမ့်မယ်ပြောရင်ပြောရင်နဲ့ထားလိုက်တော့ဆိုတော့အခုယူနိုက်တက်သွားနေတဲ့လမ်းနှစ်လမ်းမျက်နှာနှစ်ခုနဲ့သွားနေတာ ရီးမီးယားလိမှာတော့သူတို့ဘာမှမလုံးနိုင်တော့ဘူး okay premier league မှာဘာမှမလုံးပြနိုင်လို့ europa league မှာပါငါတို့ကသွားပြီกว่าဆိုရင်အဲ့ဒါနီးပြကောင်းတယောက်ရဲ့ကျင်လက္ခဏာ ruben amore မှာမရှိတော့ဘူးအဲ့တော့သူကမျက်နှာနှစ်ခု ਨੇ premier league မှာတော့သူကတိုင်ပတ်နေမယ်ဘလောက်ပဲအခြေအနေစိုးနေပါသေး europa league မှာတော့တီးမယ်ဖြုတ်မယ်ဘလို့အခြေအနေမျိုးမဆိုငါတို့ရှင်းဆိုင်မယ်ဆိုတော့စိတ်တက်ကအရင်အားရစရာကောင်းတယ်ဒီချိန်မှာ amore နေနဲ့လာပိုင်းပိုင်းကင်လို့အသင်းကို ဟိုပြိတ်သက်ကျင်တဲ့စီမဲ့ပုံတရံမျိုးဖော်ဆောင်ပေးခြင်းမှာဖော်ဆောင်နိုင်လိမ့်မယ်စိတ်သက်ပိုင်းရတော့ကောင်းတယ်ပရီးမီးယားလိမှာဆိုလဲအသင်းကြီးတွေကိုအကောင်းဆုံးရှင်ကစားနိုင်တယ်ဒီနေ့ပွဲစဉ်ကလည်းအဓိကစိတ်သက်ကိုအရင်ခံပြီးကစားသွားခဲ့တာဖြူပိုင်းကတသိန်းတသိန်းတိတ်ပြီးတော့မကွာဘူးဒါတော့မှလိုင်ယွန်ကစားသမားတွေထဲမှာတကယ် danger ကစားသမားတွေပါတယ် United ကစားသမားတွေကိုဒုက္ခပေးနိုင်တဲ့ကစားသမားတွေပိုများနေသေးတယ်အမော်ရင် ချီချူးကျင်စရာကောင်းတဲ့နီးပြတယောက်ပါအဲ့အတွက်ကြောင့်နီးပြတယောက်တည်ပလျာတွေပေါ်မှာဘလောက်ထိလွမ်းမိုးနိုင်သွမ်းရှိလဲလမ်းကြောင်းမှန်ကိုဘလောက်ထိတက်မှတ်ပေးနိုင်သွမ်းရှိလဲဆိုတာအမော်ရင်ကတက်တည်ပြနေတယ်လို့ပါပဲဆိုတော့ကျွန်တော်တို့ဖြူပိုင်းအခင်းချင်းကိုအနေနဲ့ဆွေးနွေးရအောင်လိုင်ယွန်ကတော့ပထမအကြော်တော့ကစားခဲ့တဲ့ပုံတံအတိုင်းပဲကစားသွားတယ်ဒါပေမဲ့ကစားသမားအပြောင်းလဲအနေငယ်တော့လုတ်သွားခဲ့တယ်ယူနိုက်တက်ကတော့ ကျွန်တော်တို့ပွဲထွက် line နဲ့အခင်းချင်းမှာခမန်းခဲ့တဲ့လူပုံစံတွေအတိုင်း7ယောက်လုံးပါဝင်ကစားပေးသွားခဲ့ပါတယ်အဲ့တော့ United သည် Amorin လက်ထက်မှာအဓိကတိုးတက်လာတဲ့အချက်သည်ဘောလုံးမရှိတဲ့အချိန် out of position မှာဘာလုပ်ရမလဲသူတို့ကောင်းကောင်းနားလဲသဘောပေါက်တယ်ဟာ pressing တောင်းလျှောက်ပေးတယ်အဲ့တော့ pressing ပေးတဲ့ဆိုတဲ့နေရာမှာဒါကျွန်တော်အမြဲတမ်းဟိုပြောနေကြထောက်ပြနေကြเนาะတစ်ဖက်သင်းရဲ့ final တက်ထဲမှာဘောလုံးကို ပြန်ရအောင်ဥသာပေးပြီးတော့ press တယ်မေတဲ့တက်ထဲရောက်သွားတဲ့အခါကျရင် CCB တယောက်တည်းကိုခြံပြီးတော့ Linio တို့ Mazra Uri တို့တောက်လျှောက် press တယ်ဒါတွေမကသေးဘူးကျွန်တော် pressing ပေးတဲ့ပုံစံတွေဒီပြိုင်ဘက်အတင်းရဲ့ဘောလုံးကင်ထားတဲ့ပစ်တက်ပေါ်နေတဲ့အခြေအနေပုံမှာမူတည်ပြီးပေးတာတွေရှိသေးတယ်ဥမာပြောရင်တော့သူတို့ pressing ပေးလို့လွတ်ထွက်လာတဲ့တချို့ပစ်တက်တွေရှိမယ်ကို့အတင်းရဲ့အနေရရှိတဲ့ pocket space တွေရောက်လာတဲ့ situation မျိုးတွေ between the lines တွေမှာဆိုရင်ဟိုတလိုင်းချင်းစီပိတ်ဆော့နေတာမဟုတ်ဘဲနဲ့တယောက်ချင်းစီက1 vs 1ပုံစံ pressing ပေးတာလေးတွေမြင်ခဲ့ရတယ်။တခါလေကျရင်လည်း2 vs 1ပုံစံ PR ပေးတဲ့ပုံစံအခင်းချင်းလေးတွေကတိတ်ကိုကောင်းမွန်ခဲ့ပါတယ်။ Now ဘောလုံးပြန်ရသွားတဲ့အချိန်မှာလေအာ quick transition ပေါ့နော်။လှိမ့်လေးမြန်မြန်ဘောလုံးဟိုချိန်ပြီးတော့ တယောက်နဲ့တယောက်လူပေးကစားသွားတဲ့ပုံစံမျိုးတွေ drive pass တွေ counter attack တွေအရန်ကောင်းလာတယ်ဗျာဒီလိုပုံသဏ္ဍာန်မျိုးနဲ့ရှေ့ဆက်မယ်ဆိုရင်အခုလိုမျိုးဟိုတပွဲတို့ view ဟာကိုအတုံးချလို့ရတယ်တနည်းအားဖြင့်ထိရောက်မှု efficient hand ကို အားပြုလို့ပိုကောင်းတဲ့ကပ်ပြိုင်ပွဲမျိုးတွေမှာ United အနေနဲ့အားသာချက်အများကြီးရှိနိုင်တယ်ဆိုတော့ကစားသမားတဦးတယောက်ချင်းစီရဲ့ဆွမ်းဆောင်ရည်ပိုင်းနဲ့ပတ်သက်ပြီးဆက်ဆွေးနွေးရအောင်ချီချူကမှာတော့ များတယ်ဗျဘရူနိုဖာနန်ဒက်စ်ယူနိုက်တက်အတွက်ဒီနေ့ပွဲစဉ်မှာတိတ်ကိုအရေးပါခဲ့ဒီနေ့ပွဲစဉ်နေမဟုတ်ပါဘူးဘရူနိုကိုယူနိုက်တက်လက်ဂျန်အဖြစ်သတ်မှတ်ရတော့မယ်ဦးစီးဦးဆောင်မှုပြုပြီးကစားတော့တာဘလောက်ကောင်းသလဲဗျာယူနိုက်တက်မှာလည်းအဲ့ဘရူနိုရှိနေလို့ဘရူနိုသာမရှိဘူးဆိုရင်မတွေးရစရာပဲဘရူနိုဖာနန်ဒက်စ်ဒီအဲ့လိုမျိုးဘလို့အချိန်နေပွဲဖြစ်ဖြစ်ဟိုကိုယ်အတင်းအတွက်ဆိုဘာလောက်ပေးရလောက်ပေးရတိတ်ကို စိတ်တက်ကောင်းနေဗျာ ဲ့တော့သူ့ရဲ့ဟိုပွဲတစ်ပွဲကိုနိုင်ပွဲစာလောင်မှုအာတီတပြင်းပြမှုကကိုယ့်ရဲ့ teammates တွေကိုပါအဲ့ဒီစိတ်ဓာတ်နဲ့ခံယူချက်ပိုင်းတွေကူးဆက်စေတယ်အတင်းကောင်းတော့လက်ပတ်ဝေပြီးတော့လုံးဝဘလို့အခြေအနေမျိုးဖြစ်စဉ်ငါတို့ပြန်ဟိုလာရမယ်ဆိုတဲ့စိတ်မျိုးကအကုန်လုံးဘရိုးတွေ့တယ်မလားဆရာကိုထပ်တန့်စေတဲ့ပုံစံမျိုးဖြစ်စေတာအဲ့ဘရူနိုရဲ့ leading လို့အရင်ကောင်းတယ်တကယ်ကို leader ကောင်းတယောက်နောက်တယောက် ကက်စမဲရိုတပွဲဆိုရင်ဆိုသလောက်ကက်စမဲရိုခြေသွမ်းပြရင်ကြောက်ဖို့ကောင်းတယ်အဲ့ဒီနေ့ပွဲစမှာကက်စမဲရိုဒီဒီပလိုင်းမစ်ဖီတနေရာမှာလုံးဝအငိမ့်ကစားပြီးသွားခဲ့တယ်ဟယ်ရီမက်ဂွိုင်ယာရမယ်အတွင်းကိုအတွက် reverse cross ပေးပြီးအကောင်းဆုံးဖန်တီးပေးသွားခဲ့တယ် not at the Harry Maguire Harry Maguire ဒီဒီနေ့ပွဲစမှာ CCB တနေရာအတွက်မရှိမဖြစ်ကစားသမားပဲ မာဒီယပ်စ်ဒလစ်ခဏနေလိုက်အောင်သူအကောင်းဆုံးမဲ့ CCB တနေရာမှာလီနီယိုရိုအရန်ကောင်းတယ်ရိုရိုဒီဟိုဒိုင်ယာပြတနာတစ်ချက်သူရသွားတယ်သူ့မြေအဲ့လုံးခေါင်းနဲ့လှမ်းပြီးတော့ဘလော့သွားတယ်ဗျာအဲ့လိုစိတ်တက်တွေခေါင်းလာတာကကျွန်တော်တို့ပြောတယ်နီးပြကြောင်းနီးပြကစားသမားတွေကို motivation လုပ်နိုင်ရမယ်ကစားသမားတွေရဲ့စိတ်တက်ကိုဆွဲချတာလဲနီးပြပဲ အဲ့လိုမျိုးအနိုင်မခံအရှုံးမပေးစိတ်သက်ဖြစ်အောင်လဲတွန်းပို့တာမီးပြပဲကဲနောက်ထပ် credit ပေးရမယ်ကစားသမားအန်ဒရီအိုနာနာဘရူအိုနာနာပေးလိုက်ရတဲ့ဂိုးတွေဟာဘယ်ဂိုးသမားမဆိုပေးရမယ်အခြေအနေမျိုးတွေသို့တော့တချို့သောပုတ်ထုတ်ကာကွယ်မှုတွေဒီဂိုးသမားတိုင်းမလုံးဆောင်နိုင်ဘူးဗျကျွန်တော်တွေကဝေဘဲဝေဘဲမယ်ဒါပေမဲ့ချီးကျူးတဲ့အခြေအနေမျိုးမှာလဲချီးကျူးဖို့အတွက်မျက်နှာလွဲခဲပြစ်လုံးလို့မရဘူး အန်ဒရီအူနာနာသည်ပထမပိုင်းမှာဆိုရင်အပိုင်ဂူးသွင်းခွင့်နှလုံးကိုကာကွယ်သွားခဲ့တယ်ဒီထဲမှာထူးခြားတဲ့အလုံးသည်ရှာကီရဲ့သွင်းကိုရှာကီဒရစ်ဘလင်းတောက်လျှောက်လုပ်လာတယ်ဘယ်သူမှမထိန်းနိုင်ဘူးအဲ့အချိန်တွေမှာလွတ်လွတ်ကျွတ်ကျွတ်ကြီးကိုတဲကန်တာအန်ဒရီအူနာနာသည်မယုံကြည်နိုင်စရာကောင်းလောက်အောင်ပုတ်ထုတ်ကာကွယ်သွားတာကိုကျွန်တော်တွေ့ရတယ်အဲ့တော့ twin ကိုတွေကိုကျွန်တော်ပြောမလို့ပဲဒါပေမဲ့အရင်များတဲ့အတွက်ကြောင့်ဘလို့ဂူးဝင်သွားတယ်ဘာညာတော့ထွေတူတူပြောမနေတော့ဘူးပေါ့နော်ဆိုတော့ ဒီနိုဘဲတွေမှာအမော်ရင်ရဲ့လူသားပြောင်းလဲမှုတွေကလည်းမှန်ကန်ခဲ့တာကိုကျွန်တော်တွေ့ရတယ်။မက်ဆရာဦးရီကပြဲနေပြီဗျ။ဒီနျူကက်ဆန်နဲ့ပွဲမှာတည်းကမက်ဆရာဦးရီကစားပုံတော်တော်လေးညော့လာတယ်။အဲ့တော့ကျွန်တော်မက်ဆရာဦးရီကိုပြောင်းလဲလိုက်တဲ့ပုံစံအခင်းချင်းမှန်ပေမဲ့အာလူရှောအခုမှပြန်ပြီးတော့ပွဲကစားတဲ့အခါကျတော့လေအမှားရင်းအနေငယ်ကြုံတွေ့ခဲ့တာလေးတော့ရှိတယ်ပေါ့နော်။ပက်ထရစ်ဒေါ်ဂူစောင်းဆောင်ရင်ကောင်းတိတ်ပြီးတော့မတွေ့ခဲ့ဘူး။ဘာကြောင့်လဲဆိုတော့မီလန်နိုင်ကအရန်ကောင်းတယ်ပထမအကြုံမှာတဲ့အဲ့ဒေါ်ဂူနဲ့နိုင်စ်နဲ့ တိတ်ပြီးတော့တယောက်နဲ့တယောက်ကအနိုင်မခံအရှုံးမပေးပုံစံမျိုးနဲ့ကစားသွားခဲ့တာနောက်ထပ်ချီချူရမယ့်ကစားသမားကအလီယန်ဒရိုဂနာချိုအပိုင်ဂူးသွင်းခွင့်တချို့ရခဲ့တယ်ဂူးသမားကိုတက်တဲ့ကံပေမဲ့လည်းသူရှိနေလို့အဆင်ပြေခဲ့တာဗျအဲ့တော့ဒီနေ့အထူးပြုပြီးတော့ကစားသွားတဲ့နေရာတွေဒီဒါကက်စပယ်ရိုးရဲ့နောက်အတကင်မစ်ဖီနှစ်ယောက်ရဲ့အတကင်မစ်ဖီနှစ်ယောက်ဆိုတော့ညာလေသူတို့ရဲ့ဝင်းနေလဲထွက်ပြီးတော့ဖြည့်ဆော့ပေးသွားခဲ့တယ်နောက်ထပ်ကစားသမားနော် ျွန်တော်နောက်ဆုံးအနေနဲ့ချီကျူးရမယ့်ကစားသမား Diego Dalu ဒါလူကလည်းလုံးဝရှစ်တက်နောက်ဆင်မှန်မှန်နဲ့ကိုအကောင်းဆုံးကစားပေးသွားခဲ့ပြီးအမေဒါရဲ့စောစောင်ရင်ကောင်းတချို့သူ့ရဲ့ key best တချို့ဟန်တားသွားခဲ့တဲ့ပုံစံမျိုးလေးတွေမြင်တွေ့ရပါတယ်။ဆိုတော့ United အနေနဲ့ဥဆောင်ကိုနှစ်ကိုတွင်းလိုက်ပေမဲ့လည်းအဲ့လိုအမြင်ဘောတွေပေါ့နော်ရှင်းထုံးမှုမနိုင်ဘူး။အဲကစားသမားတွေကအဲ့ဒီ set piece တွေကိုနည်းနည်းယုံကြည်မှုပျောက်နေရလဲပါတယ်ဗျ။အဲ့အတွက်ကြောင့်အဲ့လိုလွယ်လင်းတကူပေးကူတွေ ပြန်ပြီးတော့ပေးလိုက်ရတာပါတူးစီးကနေတူးတူးဖြစ်သွားတယ်ဒါမဲ့ extra time မှာကျတော့ line ကနေပြန်ပြီးတော့ကျွန်တော်42ဆိုတဲ့ resonant နဲ့ဥဆောင်နေအဲ့ဒါကိုနောက်ကလိုက်ချပြပြီး54ဆိုတဲ့ရလက်နဲ့ထိုက်တိုက်တနေအနိုင်ယူပြီး now ဆင်ကိုရောက်ရှိသွားခဲ့တာဖြစ်ပါတယ်ခင်ဗျာဆိုတော့ United အနေနဲ့ semi final နှစ်ပွဲကံပြီးတော့ final မှာပါနိုင်ပွဲရရင်သူတို့အဓိကရည်ရွယ်ချက်ပန်းနိုင်ကိုအရောက် လှမ်းနိုင်မှာဖြစ်ပါကြောင်းသုံးသက်ဆွေးနွေးတဲ့ဗီဒီယိုလေးကိုဒီမှာနားချင်ပါတယ်။မနေ့ကရောက်ရင်အကြိုက်ဆုံးကစားသမား၅ယောက်ကိုရွေးထုတ်သုံးသက်ဆွေးနွေးပြပါအောင်မယ်ခင်ဗျာ။